I knew St. Nicholas was not coming this year. မင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေ။ဒီဇင်ဘာလောက်ဆိုရင်လူတိုင်းက Santa Claus လက်ဆောင်နဲ့မီးရောင်စုံတောက်ပတဲ့ Christmas အကြောင်းပဲတွေးမိကြမှာပါ။ဒါပေမဲ့ကောင်းတဲ့ကလေးတွေကိုစုချဖို့အတွက် Santa Claus ကရှိနေတယ်လို့ဆိုးတဲ့ကလေးတွေကိုပစ်တံပေးဖို့အတွက်လည်းပုံရိပ်တစ်ခု ရှိနေတာကိုတန်သိပါသလား။ဒီနေ့မှာတော့ အယ်ပိုင်းဒန်ဒါယရီပုံပင်ကလာတဲ့ခရစ်စမတ်အပေါ်ကိုမောင်မဲတဲ့အတွင်းအပြင်ကိုယူဆောင်လာပေးတဲ့စိတ်တဝက်နှစ်ဆိုးတဝက်ပုံစံခရမ်ပတ်အကြောင်းကိုပြို့ပြပေးသွားမှာပါခရမ်ပတ်ဆိုတာဘာတူလဲခရမ်ပတ် defined ခရမ်ပတ်ရဲ့နာမည်ဟာဂျာမန်စကားလုံးခရမ်ပန်ဆိုလိုတာကလက်သေးသူမဟုတ်ခလောကနေစဉ်းသက်လာတာပါသူဟာအယ်ပိုင်းဒေသအထူးသဖြင့်ဩစတြီးယားနဲ့ဂျာမနီတို့မှာ အမိတွေ့နေတာဒဏ္ဍာရီပုံပြင်တစ်ခုဖြစ်ပါတယ်။ခရီးရင်ဘာသာမပြန့်ပွားခင်အချိန်တွေကလည်းကဗဟုဥရောပရှိ ဆောင်းရာသီအရုံတပ်ပွဲတို့တွေ Winter Solstice Festivals မှာရှုပ်ထွေးမှုနဲ့ပစ်တံကိုကူစားပြုရဲလက်စုပုံစံများပါဝင်ခဲ့ကြပါတယ်။ Catholic Church ပြန့်နှံ့လာတဲ့အခါမှာတော့ဒီဘာသာရေးဓလေ့လေးတွေကို Krampus ဒဏ္ဍာရီက ရောနှောသွားပြီး St Nicholas ပွဲတော်ဒီဇင်ဘာ6ရက်နေ့ပစ်တက်လာခဲ့ပါတယ်။ Krampus Night Krampus Nacht နဲ့ to eat our way. ရိုးရအရာ Krampus ဟာဒီဇင်ဘာလ9ရက်နေ့ညမှာပေါ်လာတတ်ပါတယ်။ဒီညကို Krampus Nacht လို့လည်းလူထိများပါတယ်။ Saint Nicholas ကအမှုအချင်းကောင်းတဲ့ကလေးတွေကိုထင်းငယ်တဲ့လက်ဆောင်လေးတွေနဲ့မုံတွေပေးလိရှိတဲ့အချိန်မှာ Krampus ကတော့စိုးတဲ့ကလေးတွေစီတွားရောက်ပါတယ်။သူ့မှာကွင်းရှက်တွေ၊ကောင်းလောင်းတွေနဲ့ဘူးစဖက်ခတ်တွေကိုတဲဆောင်လာပါတယ်။ ူဟာစိုးတဲ့ကလေးတွေကို တခါတရံဘူးစဖက်ခတ်တွေနဲ့ရိုက်ညှက်ပြီးဖစ်တန်ပေးပါတယ်။ဒါမှမဟုတ် ပိုစိုးတဲ့ဖစ်တန်တွေနဲ့ပေးပါတယ်။အချို့တတန်ယာရီတွေမှာဆိုရင်သူဟာစိုးတဲ့ကလေးတွေကို ငရဲဘုံကိုတောင်ဆွဲခေါ်သွားတယ်လို့ဆိုပါတယ်။နောက်တစ်နေ့ဒီဇင်ဘာ6ရက်ဟာ ကောင်းတဲ့ကလေးတွေအတွက် Saint Nicholas နေ့ဖြစ်ပြီးဒီနှစ်ခုရဲ့ပေါင်းဆက်မှုက ဆူလာဘတ်နဲ့ပြစ်တန်ကြာကဟန်ချက်ညီမှုကိုထင်ဟပ်ဆဲပါတယ်ခစ်တစ်ပွဲတော်များ modern celebrations လုံငယ်တဲ့ဆဲဆူနှစ်တွေအတွင်းမှာတော့ Krampus ပွဲတော်တွေပြန်လည်ခေတ်စားလာခဲ့ပါတယ် Austria Germany နဲ့ American တို့ကမြူးကြီးအတော်များများမှာလူတွေကတားမွေးဝတ်ဆုံရှည်လျားတဲ့ဥကြိုတွေနဲ့လက်ဖင်ထွန်းထားတဲ့တစ်သားမျက်နှာဖုံးများဝတ်ဆင်ပြီး Krampus Love လို့ခေါ်တဲ့လမ်းလျှောက်ပွဲတွေကိုလုပ်ကြပါတယ် ဒီပွဲတွေမှာစူညာနဲ့ခေါင်းလောင်းတန်တွေပါဝင်ပြီးကြီးစုသူတွေကိုပျော်ရွှင်စရာချိမ့်ဆက်မှုတွေလုပ်တတ်ပါတယ်။ဒီတလိကောက်မူလကကြောက်မက်ဖွဲ့ရမှာအမြင့်တွယ်ခဲ့ပြီမြင့်ယနေ့ခင်မှာတော့ကြောက်စရာထက်ပျော်စရာအထည်ကျင်းပါနေကြပြီးကြွေဝတဲ့ယဉ်ချေးမှုတလိတွေအစိပ်ပိုက်တခုဖြစ်လာပါတယ်။ Krampus ဟာရုပ်ပြစာအုပ်တွေ၊ comic books တွေ၊ကြောက်မက်ဖွဲ့ရရုပ်ရှင်တွေ၊ horror movies တွေနဲ့ Christmas တီစီတွေမှာပါဝင်လာပြီး လူကြိုက်များတဲ့ယဉ်ကျေးမှုတွေကိုရောက်ရှိလာခဲ့ပါတယ်။ဒီလိုပြန်လည်ပေါ်ထွန်းလာတာကခရစ်ဘတ်ရဲ့တောပမှုနောက်ွယ်ကအရေးကိုစူးစမ်းခြင်းစိတ်ကိုထင်ထပ်စေပါတယ်။ခရမ်ပါဆာတောင်ပေါ်ဒီတာမှဒဒရီဘုံပြင်းတစ်ခုဖြစ်ပြီးမြဲယနေ့အချိန်မှာတော့ဥရောပမှာဖြစ်စေအမေရိကမှာဖြစ်စေသူ့ကိုမြင်တွေ့ရတာဟာခရစ်မတ်ပွဲတော်အတွေ့အကြုံရဲ့တစိတ်တပိုင်းဖြစ်လာမှာပြီ။ပျော်ရွှင်မှုနဲ့အတူအနေငယ်ထိတ်လန့်စရာရောနှောထားတဲ့အတွေ့အကြုံမှာ ဒီတော့တင်ရောဒီနှစ်မှာစိုးတဲ့ကလေးလားကောင်းတဲ့ကလေးလားဒီဗီဒီယိုကိုကြိုက်နေတဲ့တည်းဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာဒန်တာတွေနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်